ဘာကြောင့်တုံလှော့မြန်တာဖြစ်တယ်လဲဘယ်လိုကာကွယ်ရမလဲပြီးတော့အဲ့တလို့တုံလှော့မြန်တာကမိန်းကလေးတွေအတွဲအနှောင့်အယှက်ဖြစ်နိုင်တလားအားလုံးပဲမင်္ဂလာပါကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါလေဒီနေ့မှာတော့ကျွန်တော်တို့လူငယ်တော်တော်များများကြုံတွေ့နေရတဲ့အကြောင်းတစ်ခုပေါ်မူတည်ပြီးပြောပြမျှဝေပေးသွားမှာဖြစ်ပါလေအဲ့ဒါကတော့ဘာကြောင့်သုံးလှော်မြန်တာဖြစ်တယ်လဲအဲ့ဒါလို့သုံးလှော်မြန်တာကိုဘယ်လိုကာကွယ်ရမလဲပြီးတော့ မိန်းကလေးတို့အတွက်ရော အနှောင့်အယှက်ဖြစ်နိုင်သလားဆိုတဲ့အကြောင်းကိုပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ဒီချိန်မှာတော့လူငယ်တော်တော်များများဟာဒီလိုပြဿနာကိုရှုံ့တွေးနေရတာဖြစ်တဲ့အတွက်တချို့ကလည်းဈေးတောက်တာမျိုးဒါမှမဟုတ်တချို့ကလည်းလိမ့်ဈေးတွေဖြန်းဈေးတွေဖြန်းတာမျိုးတွေလှုပ်လေရှိကြပါလေ။အဲ့လိုလောက်တာမျိုးကအစပိုင်းမှလောက်ပဲကောင်းတာမျိုးဖြစ်ပြီးအချိန်ကြာလာရင်တော့သင်ရန်ကျမ်းမာရေးကိုထိခိုက်စေမှာဖြစ်ပါတယ် ဒီတော့အဲ့တလို့တုံ့လွတ်မြန်တာကို ကာကွယ်ဖို့အတွက်ဖေးမတော့ပဲနဲ့တဘာဝနီးနဲ့ကာကွယ်နီးကို ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးစေချင်ပါတယ်တုံ့လွတ်မြန်တာဆိုတာကယောက်ျားတယောက်အနေနဲ့အသွေးအပူတက်ချိန်မှာအချိန်မတိုင်မီတုံ့ထွက်သွားတာကိုဆိုလိုပါတယ်အဓိကအကြောင်းတွေကတော့နံပါတ်၁စိတ်ဖိစီးမှုဖြစ်ခြင်းစိတ်ဖိစီးနေတာအလုံးအကိုင်ဖိအားများတာကြောင့် စိတ်ကြမ်းမာရေးနဲ့တချို့ဟော်မုန်းတွေကို ထိခိုက်တတ်ပါတယ်။ဒါကြောင့်လှုပ်လှုပ်မြန်တာဖြစ်နိုင်ပါတယ်။နံပါတ်2အမြဲတမ်းလက်ဖြစ်သုံးနေသူများ အမြဲတမ်းလက်ဖြစ်သုံးနေသူတွေမှာမျောမှန်းခြင်းနဲ့အတူခန္ဓာကိုယ်အတုပ်အပြန်ညံသွားတတ်လို့ပဲဖြစ်ပါတယ်။နံပါတ်3စားသုံးမှုနဲ့အသက်မွေးခြင်းအကျင့်များမအိပ်ပျော်တာဆီလိတ်လောက်တာ အရက်တောက်တာတွေကလည်းတွေးလေပတ်မှုနဲ့နာယီချင်းကိုထိခိုက်စေပါလေ။ တပတ်လေးမျောမှန်းချင်းနဲ့စိုးရိမ်မှု မိန်းကလေးတွေကိုမကြေနပ်အောင်လုပ်ပြီးမှစိုးရိမ်တာကြောင့်လဲတုံ့လွှမ်းမြန်တာကိုဖြစ်ပေါ်စေတတ်ပါလေဘယ်လိုပြန်ပြီးတော့ကာကွယ်လို့ရတယ်လဲဒါကိုကောင်းကောင်းပြန်လဲထိတ်ချုံနိုင်ဖို့နီလန်းတွေရှိပါတယ်နံပါတ်3အားလုံးထဲမှာအရေးကြီးဆုံးကစိတ်အေးအေးနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်အရင်လုပ်ရမှာဖြစ်ပါတယ်အမြဲတမ်းစိုးရိမ်နေခြင်းကတုံ့မြန်တာကိုဆက်လက်ဖြစ်စေပါတယ်နံပါတ်2 အချိန်အနည်းငယ်လောက်စိတ်အနှောင့်အယှက်မှုရှိတဲ့အခါနားပြီးပြန်ဆန်းပါဥပမာသုတ်ပြီးခါနီးရင်ရက်ပြီးနားခိုင်းတာဖြစ်ပါလေပြီးတော့ထက်ဆန်းတဲ့အခါအရင်ကတည်းအချိန်နည်းနည်းကြာလာပါလိမ့်မယ်နံပါတ်3အားကစားလုပ်ပါတိုးလည်ပတ်မှုကောင်းမွန်လာပြီးအားဆိုင်နိုင်စွမ်းလည်းတက်လာမှာဖြစ်ပါလေနံပါတ်4အိရေးဝဝအိမ်ပါအေးမဝနာကလည်းဟိုမုံဘဲလက်စ်ကို ချိုးဖောင်းတတ်ပါနဲ့နံပါတ် အစာအဟာရပြည့်အောင် စားပါညံလှတဲ့အစာအစာတွေဥပမာအုတ်ခဲငရုတ်သီးသံလွင်သီးငရုတ်သီးနဲ့ငရုတ်မွေတို့လည်းပံမှုရှိအောင် ကူညီစေပါနဲ့အဲ့တလို့ငရုတ်သီးတွေကိုစားခြင်းကတို့လည်းပံမှုကောင်းအောင်ကူညီပါနဲ့နံပါတ်6ဆေးသုံးဖို့မလိုပါဘူးလိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်ဖို့လုံးဝအရေးကြီးပါနဲ့နောက်ဆုံးအချက်က ုံးလှောမြန်လာက မိန်ကလေးတို့အတွက်အနောက်အရှယ်ဖြစ်တလားအဖြေကဟုတ်ပါတယ်တုံးလှောမြန်ခြင်းကမိန်ကလေးတို့အတွက်အနောက်အရှယ်ဖြစ်စေပါတယ်မိန်ကလေးတွေကလည်းစိတ်ကျေနပ်မှုလိုအပ်ပါတယ်တုံးမြန်တာက သူတို့အတွက်စိတ်ပိုင်းဆိုင်ရာအနောက်အရှယ်ဖြစ်နိုင်ပါတယ်တချို့ကသူမအတွက်လည်းဂယုမဆိုင်ဘူးလို့စိတ်ထဲတွင်ထင်တန်းကြပါနဲ့။ဒါကြောင့်တစ်ဖက်သက်အနေနဲ့အချင်းချင်းနားလည်မှုနဲ့ပြောဆိုခြင်းကအရေးကြီးပါလေ။အချစ်ဆိုတာကသုံးမြန်ခြင်းနဲ့ပတ်သက်တာမဟုတ်ပါဘူး။ နားလည်မှုတန်ရုံးစဉ်နဲ့စိတ်ချမ်းသာမှုပဲဖြစ်ပါတယ်။သောက်မြန်ခြင်းဆိုတာက မလွန်ကဲတဲ့ပြဿနာတစ်ခုပဲဖြစ်ပါတယ်။တည်ငြိမ်အေးအေးနဲ့စိတ်ချမ်းသာရေးသုံးပြီးအားလုံးကိုဘယ်လန့်စ်ထားနိုင်ရင် ပြန်ပြင်လို့ရပါတယ်။မနာမကျေပါနဲ့။ဆရာဝန်နဲ့တိုင်ပင်ပြောဆိုခြင်းကလည်းတက်တာဇေတမ်းပါတယ်။အခုကျွန်တော်ပြောပြပေးသွားတဲ့အကြောင်းအရာကတော့ဘာကြောင့်သောက်လောမြန်ရတယ်လဲ။ဘယ်လိုကာကွယ်ရမလဲ။ ပြီးတော့သုံးလုံးမြန်လာကမိန်ကလေးတွေကိုအနှောက်အယှက်ဖြစ်စေသလားဆိုတဲ့အကြောင်းအရာပဲဖြစ်ပါလေအဲ့ဒီတော့ကျွန်တော်အတူချုံနဲ့နောက်တစ်ခေါက်ထပ်ပြီးပြောပြပေးပါမယ်သုံးလုံးမြန်ရတဲ့အချက်၄ချက်နံပါတ်၁စိတ်ဖိစီးမှုများခြင်းနံပါတ်၂အမြဲတမ်းလက်ဖြင့်သုံးနေသူများနံပါတ်၃စားသုံးမှုနဲ့အသက်မွေးခြင်းအကျင့်များနံပါတ်၄မျောမှန်းချက်နဲ့စိုးရိမ်ပူပန်မှုများတို့ပဲဖြစ်ပါလေ လုံလောမြန်နာကိုတဘာဝနီးနဲ့ကာကွယ်နီး6မျိုးနံပါတ်3စိတ်အေးအေးနဲ့ကိုကိုကိုယုံကြည်မှုရှိအောင် လုပ်ပါနံပါတ်2အချိန်အနှဲငယ်လောက်စိတ်အနှောင့်ယှက်မှုရှိတဲ့အခါနားပြီးပြန်ဆန်းပါနံပါတ်3အားကစားလုပ်ပါနံပါတ်4အိပ်ရေးဝဝအိပ်ပါနံပါတ်5အစာအာဟာရပြည့်အောင် စားပါနံပါတ်6ဖေးသုံးဖို့မလိုပါဘူး လိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်ဖို့လုံးဝအရေးကြီးပါတယ်။ဒီအကြောင်းအရာကသင်အတွဲအကျိုးရှိတဲ့ဆိုရင်တော့သင်ရဲ့ညီနကို မောင်နှမများနဲ့တငယ်ချင်းများကိုလည်း share ထားပေးဖို့မမေ့ကြပါနဲ့။ယောဂဝေဒနာအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီးကြိုသင်ကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါ။အားလုံးအနာယောဂဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းမာကြပါစေခင်ဗျာ။